မင်္ဂလာပါရရှိရန်ကျေးဇူးတော်ကြောင့်အသက်ရှင်လှူရှားကျမ်းမာနေထိုင်ခွင့်ရတဲ့အတွက်ကျေးဇူးချီးမွမ်းပါတယ်နာမတော်ကဆက်ဆက်ပေါင်းကြီးပါစေတော့ဒီနေ့ကျွန်တော်ပြောချင်တဲ့စကားလေးတွေရှိပါတယ်အဲ့ဒီစကားလေးတွေကိုအနေငယ်နားထောင်ပေးစေချင်ပါတယ်ဒါကလူဘဝနဲ့ဆိုင်တဲ့အရာပဲဖြစ်ပါတယ်လူဘဝနဲ့ကြုံတွေ့ရမယ့်အခက်အခဲဒုက္ခ ပြဿနာတွေရှားမှာကျွန်တော်တို့လှုပ်တင်တဲ့အရာကိုအတိတ်ပဲရှိရှိလှုပ်ကင်ဖို့အတွက်ဖះရှင်လည်းအလိုတော်ရှိပါတယ်လူတွေကလည်းအလိုရှိပါတယ်ပြောပြမယ်နော်အော်လူဘဝလူဘဝလူဘဝဆိုတာကတခဏတာပါပဲနေမြင်ညပြောက်ဆိုတဲ့လူဘဝအတ္တတာပဲဖြစ်ပါတယ်အော်လူဘဝလူဘဝတည့်ရပြီးတည့်ရပြီးကျွန်တော်တို့ နေဝင်မိုးချုပ်မိုးလင်းလူဘဝကိုဖြတ်တန်းပြီးတော့တဖြည်းဖြည်းအချိန်ကြီးကုန်သွားတယ်ပေါ့နောက်ဆုံးမှာကျွန်တော်တို့အသက်ချုပ်ငြိမ်းသွားတယ်ပေါ့ဆက်လက်ပြီးတော့ကျွန်တော်တို့အသက်ရှင်တဲ့အခါမှာအသက်ရှင်နေထိုင်နေတဲ့အချိန်မှာအသက်ရှင်နေတဲ့တည်ငါခဏလေးမှာ ကျွန်တော်တို့စောက်ဝနေရွတ်ကြမ်းမရွတ် အောင်မြင်တိုးတက်ဖို့အတွက်ချမ်းသာကြွယ်ဝဖို့အတွက်ကျွန်တော်တို့အထင်ကရဖြစ်ဖို့အတွက်ကြော်စောမှုဖြစ်ဖို့အတွက်အထွတ်ထိပ်ရောက်ဖို့အတွက်သူတစ်ပါးအတွက်ကျွန်တော်တို့လှုပ်ဆောင်ကြရတာဖြစ်ပါတယ်ကျွန်တော်တို့လွှမ်းမိုးနိုင်ဖို့အတွက်ကိုယ့်ရဲ့ဘုံထင်ရှားဖို့အတွက်အသက်ရှင်နေကြတာဖြစ်ပါတယ်လူတွေတနေ့ပြီးတနေ့ မိသားစုအတွက်ကြိုးစားရှာဖွေနေကြပါတယ်လောက်ကင်နေကြပါတယ်စူးစမ်းနေကြပါတယ်လောကီမှာနေထိုင်တဲ့အခါမှာကိုယ်အတွက်ကိုမိသားစုအတွက်ကိုဆွေမျိုးအတွက်ကိုမျိုးကိုရွာကိုနိုင်ငံတိုးတက်အောင်မြင်ဖို့အတွက်ကြိုးစားနေကြရပါတယ်ဒါကမလွမ်းပေကျွန်တော်တို့လှုပ်ဆောင်ရမယ့် အခမ်းကဏ္ဍတွေပဲဖြစ်ပါတယ်လူသားတယောက်ဖြစ်လို့အတွက်ပေါ့နော်ဒီလိုနဲ့ကျွန်တော်တို့စူးစမ်းလောက်ကိုင်းနဲ့ဘဝနေဝင်သိဆုံးသွားကြရတာဖြစ်ပါတယ်ကမ္ဘာလောကကြီးကအနတ္တပါပဲဘယ်ရာမှ မတည်မြဲပါဘူးကျွန်တော်တို့တရားအမြင်နဲ့တရားသဘောနဲ့ကြည့်မယ်ဆိုရင်သိနိုင်ပါတယ်ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာလောကကြီးမှာ လူသားတွေအမျိုးမျိုး